မင်္ဂလာပါမျိုးတို့ရေမင်္ဂလာပါမျိုးတို့ရေမင်္ဂလာပါရှင်တိုင်းမော်မှာဘယ်သူတွေရှိလဲမသိဘူးမင်္ဂလာပါမင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါကျွန်မဒီနေ့ အမြင်မှန်နေရကြပါစေဆိုရဲခေါင်းစဉ်လေးပေးထားပါရယ်ဟုတ်ကဲ့မင်္ဂလာပါခင်သေးတော်စီအမရေမင်္ဂလာပါနော်လာမင်းလာမင်းကာယစင်းလေးမမမြက်ဒေါ်တင်းတင်းဦးမင်္ဂလာပါရှင်ခိုင်တဲ့စင်းကိုထန်းနိုင်အော်ထန်းနိုင်မင်္ဂလာပါဟုတ်မတွေ့တာကြပါနော်ဟုတ်ကဲ့မင်္ဂလာပါမျိုးရည်အားလုံးပဲမင်္ဂလာပါရှင်ကျမဒီနေ့မြန်မာနေရပါစေဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျမအာမြန်မာပြည်တဲက နိုင်ငံရေးတစီအချောက်ခံထားရတဲ့ဝါဒမိုင်းတွေတိုက်ခံထားရတဲ့တချို့သောပြည်သူတွေအတွေးတွေမှားနေရယ်အမြင်တွေမှားနေရယ်အဲနားလည်ထားတဲ့သူတို့လက်ခံထားတဲ့ယုံကြည်ထားတဲ့အမှန်တရားတွေကမှားနေနေဆိုတဲ့အကြောင်းကိုကျွန်မနည်းနည်းလေးနည်းနည်းလေးထောက်ပြခြင်းနဲ့ဝေဖန်ခြင်းနဲ့အဲကျွန်မပြောတဲ့အကြောင်းအရာတွေကမှားခဲ့လို့ရှိရင်ကျွန်မဘာသူမဆိုကျွန်မဘယ်နေ့တော့ငါဘယ်ကောင်းစင်နဲ့ပြောခဲ့တဲ့ဘယ်လိုက်မှာဘယ်စကားမှားနေတယ်ဆိုတာကိုဘာသူမယူအချိန်မြင့်ပြည့်လေးခြေပနိုင်ပါရဲ့ရှင် ဟုတ်ကဲ့ပါ Ever Smile မင်္ဂလာပါရှင်သားတို့ဝယ်မမီတဲ့ဘူချက်မောင်မဟုတ်ကဲ့မင်္ဂလာပါ Down Min ဟုတ်ကဲ့မင်္ဂလာပါရှင်အဲမင်္ဂလာရှိတဲ့တဲ့င်းတစ်ခုပြောပြရမယ်မျိုးတွေအားလုံးတည်ပြီးသားဖြစ်မှာပါညကမြဝတီတဲ့င်းကနေပြီးတော့သတင်းထုတ်ပြန်တယ်ဒီနေ့မနက်လည်းအဲတက်မတော်သတင်းမှပြန်ကြရေး Facebook Space ကနေပြီးတော့ထုတ်ပြန်လာတာရှိတယ်တက်မတော်ကနော်တက်မတော်ကညကြီးနာ လေဝေစေထုတ်တရာအဲ့ဒီသုံးမျိုးနယ်မှာရှိရတဲ့မဲယုံဒီမှာမဲစင်းနေပြန်ပြီးစစ်တောင်ကိုမဲပေါင်း6000ကျော်กว่าနေတယ်6100နဲ့3ဘဲกว่าနေတယ်ဟုတ်ကဲ့အဲ့ဒီဥစ္စာကိုတမရောအဲတရင်မဲ့ပြန်ကြားရရလဲထုတ်ပြန်ထားပြီးတော့မြောက်ပြည်တရင်စာလဲထုတ်ပြန်ထားတယ်ဒါအရန်မင်္ဂလာရှိတဲ့တရင်လေးပါပဲเนาะဟုတ်ကဲ့သကဝါဖြူကြီးမင်္ဂလာပါเนาะဟုတ်ကဲ့ပါရှင်မဘုသူပြောနေပြီဟုတ်ပါတယ်ပြောမယ်ဟို ကိုဘက်ကနေဝင်မရဘူးဖယားတန်ဖို့တဲ့ဟုတ်ကဲ့မင်္ဂလာပါရှင့်တမိုင်းဆိုတာအောင်နိုင်တဲ့သူတွေပဲထိုးကြတာပါတမိုင်းကညာလဲမညာဘူးညာလဲမညာဘူးတမိုင်းကသူ့ရဲ့ပကတိသူ့သဘောတိုင်းပဲသူရှိနေရအဲ့ဆိုတော့နော်တမိုင်းဆိုတာအောင်နိုင်တဲ့သူတွေပဲထိုးတာပါနောက်ဆုံးမှပြုံးနိုင်တဲ့သူကအနိုင်မဲ့ စစ်မှန်တဲ့သူတွေပဲနိုင်ငံရေးစက်ခုံပေါ်မှာကြံခဲ့မယ်မစစ်မှန်တဲ့သူတွေပြည်သူ့ဘုံစေနာတရားမစစ်မှန်တဲ့သူတွေကတော့ပြည်သူ့ဘုံစေနာတရားမစစ်မှန်တဲ့သူတွေကတော့ပြည်သူ့ဘုံစေနာတရားမစစ်မှန်တဲ့သူတွေကတော့ပြည်သူကဘယ်သူမှလက်သက်ခံမှာမဟုတ်ပါဘူးနောက်ဆုံးမှပြုတ်နိုင်တဲ့သူကအနိုင်ပါပဲရှင်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်ပထမတစ်ခါတက်မတော်ကထုတ်ပြန်တာက၄မြို့နယ် တက်မတော်ကထုတ်ပြန်တာ၄မျိုးနဲ့အဲ့ဒီ၄မျိုးနဲ့မှာမဲတပေါင်း8400 400မနေ့ကတက်မတော်သတင်းမှပြန်ကြားရေးနဲ့တက်မတော်မြဝတီသတင်းမြဝတီသတင်းရာနေပြီးတော့ထုတ်ပြန်တာက၃မျိုးနဲ့၃မျိုးနဲ့မှာ6000ကျော်กว่าနေအဲ့ဆိုလို့ရှိရင်ကျင်းတယ်ပေါ့အဲ့ဒီ9မျိုးနဲ့မှာမဲစင်းနေกว่าနေတာဖြစ်တဲ့အတွက်ဒီ UEC ကနေပြီးတော့တာဝန်ရှိ UEC တာဝန်ရှိရ UEC ဥက္ကဋ္ဌကနေပြီးဒီမျိုးနယ်မှာရှိရမဲစင်းတွေပြန်စစ်ဖို့နဲ့ပြန်လဲအဲပြန်လည်ပြီးတော့တပ်မတော်ကစစ်ထားရဲ့စည်ရင်းတွေနဲ့လက်ရှိသူတို့စစ်ထားတဲ့စည်ရင်းတွေကကွာဟမှုကိုပြန်ပြီးတော့ သုံးသက်ရမယ်ပြန်ပြီးတော့ပြန်ပြီးတော့အစအနေဖော်ထုတ်ရမယ်ပြန်ပြီးတော့စက်ကမယ်ပြီးလို့ရှိရင် UIC ရမလို့ဘူးဆိုလို့ရှိရင်လည်း UIC ကိုတာဝန်ယူပြီးတော့တာဝန်ခံထားတဲ့တာဝန်ယူမှုတာဝန်ခံမှုနိုင်ငံရေးတစ်ခုမှာအဲလူတို့ကယုံကြည်လောက်ရောက်တဲ့ခေါင်းဆောင်တစ်ယောက်ဆိုတာကတာဝန်ယူမှုတာဝန်ခံမှုရှိရမှာတာဝန်ယူမှုတာဝန်ခံမှုရှိဖို့လိုရပါလေနော်ဟယ်လိုမမလိုက်လွင်နေရဘာကြွေးမို့လဲ အိုင်ချက်လိုက်တာလာခဲ့မယ်မိမဟုတ်ကဲ့ပါရှင်အဲ့ဆိုလို့ရှိရင်ယူရီစီကိုတောင်းယူမှုတောင်းအခမ်းမျိုးယူထားတဲ့တမနာကနေပြီးယူရီစီကိုဆင်ဆင် ဘယ်လိုပြောရမလဲပြောရမယ်တမရကနေပြော UEC ကိုအကြံပေးရမယ်ပြောရမယ်ခိုင်းစေရမယ်အခုတမရကနေတမဲယုံနေမှာပြန်စစ်တာမဲဆင်းနေကွာနေပြီဆိုတော့ကိုမဲဆင်းနေအစအနေပြန်စစ်ကမယ် UEC နဲ့တမရနဲ့ဥဆောင်ပြီးတော့ဒီမဲဆင်းနေပြန်စစ်ပြီးတော့တမရကအခုစစ်စစ်တွေ့ရှိထားတဲ့အတိုင်းပဲလက်ရှိ9မြို့နယ်မှာမဲပေါင်းကပထမ4မြို့နယ်မှာ9400အခုမြို့နယ်မှာက6000ကျော်ရှိတယ်အဲ့ဒီမဲဆင်းနေတကယ်ကွာလဲဆိုရင် အဲ့ဒီခုနှစ်မျိုးနဲ့မှာတာဝန်ယူထားတဲ့ယူရေးစီရလူတွေတာဝန်ယူထားတဲ့ရွေးကောက်ဝယ်ကော်မရှင်ရလူတွေကဥပဒေအရအရေးယူခြင်းကိုခံရမယ်။ဈာထဲမှာဈာထဲမှာကျွဲနှကောင်တွေခတ်တဲ့ဈာမှာမြေစာပင်ဖြစ်သွားတာကပညာရေးဝန်ထမ်းတွေ။ပညာရေးဝန်ထမ်းတွေဖြစ်တဲ့ဟိုဆရာဆရာမဆိုတာကဟိုနိုင်ငံရဲ့နော်နိုင်ငံအနာဂတ်ကမျိုးဆက်သစ်တွေကိုမွေးဖွားပေးရတဲ့သူတွေကျွန်တော်တို့ဆိုလို့ရှိရင်လည်းဆရာဆရာမတွေကမွေးထုတ်ပေးလိုက်တာပဲ။စာသင်ခန်းစာသင်ကျောင်းဆိုတာကနိုင်ငံမှာစာသင်ခန်းဆိုတာနောက်တစ်ချိန်တိုင်းပြည်ရဲ့အနာဂတ်ကို ြုတ်ပြင်မဲ့စာသင်ခန်းဆိုတာနာမရှိတိုင်းပြည်ရဲ့အနာဂတ်ကိုမောင်းနေမဲ့လူငယ်တွေကိုမွေးထုတ်ပေးရတာဒီအစာအကြောင်းဆရာဆရာမတွေဆိုတာလည်းဒီတိုင်းပဲတိုင်းပြည်ရဲ့အနာဂတ်မှာဥဆောင်မဲ့လူငယ်တွေကိုမွေးထုတ်ပေးရတဲ့အဲသူရဲကောင်းတွေဖြစ်တယ်ဒါပေမဲ့ဒီအခုလက်ရှိအဲနိုင်ငံရေးဝါဒမိုင်းတွေတိုက်ခိုက်ထားရတဲ့အခါ နိုင်ငံရေးဝါဒမှိုင်းတိုက်ခံရတယ်နိုင်ငံရေးတည်စီ၆ခန်းနဲ့ထားတဲ့နေရာမှာအမှန်နဲ့မှားနဲ့ကွဲနေတဲ့ပညာရေးဝင်တဲ့တချို့လည်းရှိတယ်အဲ့ဒါကြောင့်မို့လို့အခုတက်ကနေပြီးတော့ဆက်လိုက်တဲ့ဒီမဲဆန္ဒနဲ့တမဲယုံတွေကမဲတွေပြန်စစ်ပြီးလို့ရှိရင်အဲ့ဒီမှာတာဝန်ယူတဲ့ UEC ရွက်ကွယ်ကော်မရှင်အလူတွေဥပဒေရစစ်ဆေးခြင်းခံရမယ်အဲ့ဒီမျိုးနဲ့မှာပြည်သူရဲ့ ပြည်သူတွေရဲ့မဲဆန္ဒနောက်တစ်ခုအဖြစ်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုမတရားတဲ့နည်းနဲ့အာဓမနည်းနဲ့သိမ်းယူဖို့ရယူဖို့ကြိုးစားတဲ့လူတွေကဖွဲ့စည်းပုံအခြေခံဥပဒေအရအပြစ်ပေးရယူခြင်းခံရပါမှာဖြစ်ပါတယ်။ဒါအရန်ကိုမင်္ဂလာရှိတဲ့သတင်းလေးပါနော်။ဟုတ်ကဲ့မင်္ဂလာပါ။မင်္ဂလာဖုံဖုံဦးတင်ပါရဲ့ဗျာအရှင်ဇော်တိကဟုတ်ကဲ့ပါရှင့်။ဒါက ပြည်သူကိုစေတနာမစစ်မှန်တဲ့သူတွေကတော့နိုင်ငံရေးဇက်ကုံပေါ်မှာကြာကြာရက်တည်နိုင်မှာမဟုတ်ပါဘူးဟုတ်ကဲ့ပါနောက်တစ်ခုလူတွေမြန်မာပြည်ကလူတွေဝါရမိုင်းတွေတိုက်ခံထားရတယ် NLD ကိုမကြိုက်တဲ့ပြည်သူတွေကိုမြန်မာပြည်မှာ NLD ပါတီကိုမကြိုက်တဲ့သူတွေအများကြီးရှိတယ်ဘာလို့မကြိုက်ထားလဲလို့မေးကြည့်ပြည်သူတူးချင်းစီတယောက်ချင်းစီတိုင်းမှာဘာကြောင့်ဆိုတဲ့အကြောင်းပြချက်ခိုင်ခိုင်လုံလုံရှိတယ်ဒါပေမဲ့ အနေဒီကိုဝေဖန်နေတဲ့ပြည်သူအခုကျမတို့ကပြည်သူပြည်သူကနေပြီးတော့အစိုးရကိုဝေဖန်နေဆိုလို့ရှိရင်အတိုက်ခံပါတီဆိုဒီမိုကရေစီစနစ်စံသုံးတဲ့နိုင်ငံမှာအစိုးရရဲ့ကောင်းခြင်းဆိုခြင်းတွေဝေဖန်ပေးရမယ့်ပြည်သူကရှိရမယ်ကျမတို့ကဝေဖန်နေဝေဖန်နေဆိုလို့ရှိရင်ဝေဖန်နေဆိုလို့ရှိရင်အခုအနေဒီပါတီဝင်ရတဲ့သူတွေပေါ့ဝင်ရတဲ့သူတွေက ကိုပါတီရဲ့အမောင်းကိုသူများကထောက်ပြလာပြီဆိုလို့ရှိရင်မင်းတို့ထောက်ပြနာမှားနေတယ်ငါတို့ပါတီငါတို့အားပေးတဲ့ပါတီကအစိုးရဖြစ်တာတဲ့အခါမှာဒါတွေဒါတွေလုတ်ပေးနိုင်တယ်ဆိုပြန်လဲခြေပနိုင်ရမယ်အဲ့လိုမှမဟုတ်ခဲနဲ့ငါလည်းမတူငါရင်တူပြီးတော့ဆိုတဲ့စိတ်မျိုးနဲ့အဲရန်ရှာနေမယ်ဆဲဆိုနေမယ်ဆိုလို့ရှိရင်ဒါကူမျိုးနဲ့စိတ်တက်တယ်ပဲဒါဆက်ကတော့ဒီမိုကရေစီဒီမိုကရေစီဒီမိုကရေစီလို့ကျင်တယ်ဒါပေမဲ့တကယ်တမ်းမွေးမြူနေတာကူမျိုးနဲ့စိတ်တက်တယ်ဖြစ်တယ်မြမပြီးမှမြမပြီးမှနာဝတာတို့နာအဖတို့ကတိုက်ခိုက်ခဲ့လို့နော်တိုက်ချုပ်ခဲ့လို့ ဥနေဝဲဥခင်ညောဥဒါရှေတို့တိုက်ထုတ်ခဲ့လို့ဘာကားပါးတွေကွန်မြူနတီမရှိတော့ဘူးလို့ထင်ခဲ့ပေမဲ့လက်ရှိမြမောက်ခေကျမတို့နိုင်ငံထဲမှာအဲ့ဒီကွန်မြူနတီကစာရေးဆရာဆိုတဲ့အသွင်ကိုယူထားကြတယ်စာရေးဆရာမျက်နှာပုံတွေဆွတ်ထားကြတယ်ကျမဒီစကားမျိုးပြောဘူးတဲ့စာရေးဆရာမျက်နှာပုံတွေဆွတ်ထားတယ်အမှုပညာရှင်မျက်နှာပုံတွေဆွတ်ထားတယ်မီဒီယာမျက်နှာပုံးတွေဆွတ်ထားတယ်တကယ်တမ်းကျတော့ community တွေပဲအဲ့ဒီ community ရဲ့ဝါရမိုင်းတွေပြည်သူတွေမိနေကြတယ်ပြည်သူတွေမိနေကြတယ် ုတ်ကဲ့ပါစန်းတေးရေအဲဟုတ်ကဲ့မင်းပြန်တက်မလို့ထောက်ကံပွဲရှိပါရဲ့စုရက်ကတမရရုပ်ရှင်ရုံတမရရုပ်ရှင်ရုံမှာခြေတက်မယ်ပေါ့နော်စကြောင်းနဲ့ခြေတက်ပြီးတော့စုလေအထိတက်မလို့ထောက်ကံပွဲပါဟုတ်ကဲ့ပါရှင်နှလုံး55တုံးကလို့တဲ့ NND မဆက်နိုင်တော့ဟုတ်ကဲ့ပါရှင်နောက်တစ်ခုလေလူတွေလူတွေအာ လမ်းနေခင်းပေးတယ်လမ်းနေကောင်းတယ်ဆိုပြီးလက်ရှိအဆိုးရွားကိုကျတော့ကျေးဇူးတင်လိုက်တာနော်နှစ်နောက်ဒီနှစ်နောက်20ရွေးကောက်ပွဲ NLD အောင်နိုင်ရွေးခွေထဲမှာပါတယ်လမ်းလမ်းနေကောင်းလာတာဘလို့ပဲချမ်းသာရွှေသမီးတို့နော်ရွှေမင်းသမီးရွှေသမီးတို့နောက်တစ်ခုကမျိုးတန်နာထွန်းလာပန်းဖြူလာဟိုတော့ကမင်းသမီးနော်လူမင်းတို့နောက်နေ့စနေနေ့ပါတီအောင်နိုင်ရွှေထဲမှာပါတယ်အာလမ်းလေးအရင်ကောင်းလာတာပဲဒီခင်မှာဒီဇိုးကလက်ထက်မှာကျေးဇူးတင်ပါတယ်လမ်းလေးကောင်းအောင်လုပ်ပေးလို့အစိုးရတရားကဖြစ်လာပြီဆိုလို့ရှိရင် နိုင်ငံတကာမှာအစိုးရတရားဖြစ်လာနေအဲ့ဒီနိုင်ငံမှာရှိတဲ့ပြည်သူလူထုရဲ့စာဝတ်နေအပြေလောင်အစီအစဉ်ပေးရမယ်လမ်းတွေကောင်းအောင်လုပ်ပေးရမယ်မိတွေအောင်လုပ်ပေးရမယ်ဒါ2025ရွေးကောက်ပွဲမဲဆွယ်တော့ကသူတို့ကိုယ်တိုင်ပြောခဲ့တဲ့စကားပဲလူတွေကလမ်းကောင်းအောင်ကတိရလမ်းခင်းပေးတဲ့လူတွေကြတော့ကျေးဇူးတင်လိုက်ကြတာအမွန်းတင်လိုက်ကြတာအဲ့ဒီလမ်းတွေဖောက်ပေးခဲ့တဲ့သူကြတော့ကျေးဇူးတင်ရမှမသိခင်ဗျားတို့အမြင်နေမှားနေတယ် ခင်ဗျားတို့အမြင်နေမှာနေအမြင်မှန်ရကြပါသူများဖောက်ပြီးသားလမ်းပေါ်ကိုကတ္တရခင်းပြီးတော့ကွန်ကရစ်လောင်းပြီးကတ္တရခင်းပြီးတဲ့သူကြတော့ခင်ဗျားတို့တွေကျေးဇူးတင်လိုက်တာဖျားတဆူသူတလုံးလိုမျိုးခင်ဗျားတို့တွေကျေးဇူးတင်လိုက်တယ်အဲ့ဒီတောတော့တောတောင်ခေါင်တော်တဲ့တောင်းနေတဲ့ကြောက်စစ်တွေကြားရတဲ့ဒီလမ်းတွေခက်ခက်ခက်ခဲဖောက်ခဲ့တဲ့သူတွေကြတော့ခမားတို့ကျေးဇူးတင်ရကောင်းမှမသိတော့မမေ့နဲ့မမေ့ပါနဲ့အခုအခုခမားတို့ကောင်းပါတယ်ဆိုတော့လမ်းတွေ နော်အခုခင်ဗျားတို့ဒီအမေဆိုးဆိုးကလက်ထက်မှာကက်တရလိုင်းနေကောင်းပါလေဆိုတဲ့လမ်းနေအဲ့ဒီလမ်းနေကခင်ဗျားတို့မူးနေပါလေဆိုတဲ့ဆက်အာနာရှင်နေဖောက်ပြီးခဲ့တာကျေးဇူးမတင်နေပါကျေးဇူးမကမ်းပါနဲ့အမြင်မှန်ရပါလမ်းဖောက်ပေးတဲ့သူကြတော့ကျေးဇူးတင်ရကောင်းမှမသိဘူးလမ်းခင်းပေးတဲ့သူကြတော့ကျေးဇူးတင်ကြတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံရလူတွေကသူတို့ဘလားသိလဲလက်ဘရောင်းအောင်ကျင်းနေစင်မှန်ကိမှာဖုန်ကြီးတွေကိုမိကူဘုံ ကတ်တာသူတို့သိတယ်။ချွေးဝါရောင်ရေခင်းဆိုတာသေးဝသိတယ်။၈၈ဆိုတာသူတို့သိတယ်။အဲ့ဒီသုံးခုကလည်းပြီးဘာမှမသိဘူး။ဘာမှမသိတဲ့အခါကျတော့ကတ်တရာလန်ခင်းပေးတဲ့လူကိုကျေးဇူးတင်တယ်။လမ်းဖောက်ပေးတဲ့လူကိုကျေးဇူးတင်ရကောင်းမှမသိဘူး။ခင်ဗျားတို့မမေ့ပါနဲ့။ဟုတ်ကဲ့ပါ။မိကောင်မှာအစိုးရကိုကလေးရဆက်ဝေဖန်နေအဲ့ဒါဒီမိုကရေစီပဲတဲ့ဒီမိုကရေစီဆိုတာဘာလဲတဲ့ ခင်ဗျားတို့ကလေဒီမိုကရေစီဆိုလို့ရှိရင်ဒီဒီမိုကရေစီကဂရိဘာသာစကားလာတယ်လို့ပြောကြတယ်เนาะအများပြည်သူကရွေးထားတဲ့အများပြည်သူကရွေးချယ်ထားတဲ့ကိုယ်စားလှယ်တွေနဲ့အုပ်ချုပ်ခြင်းပေါ့เนาะခင်ဗျားတို့ပြောကြတာကျွန်မပြောပြမယ်မပတုပြောမယ်ကမ္ဘာမှာဒီမိုကရေစီစနစ်ကိုစတင်ကျင့်သုံးတာမြန်မာဘာလို့ကျွန်မပြောမယ်ဘယ်သူညင်းမလဲခင်ဗျားတို့ကဒီမိုကရေစီဘိုးရင်နိုင်ငံကြီးအမေရိကန်ကဒီမိုကရေစီဘိုးရင်နိုင်ငံကြီးလို့ပြောကြရမလားကျွန်မပြောမယ်ဟောဒီကမ္ဘာပေါ်မှာလူသားရဲ့လို့စပြီးဖြစ်လာတဲ့က ဒီမိုကရေစီစနစ်ကိုစတင်ကျင့်သုံးတာကမြန်မာတွေပဲကျမအဲ့လိုပြောရင်ဘယ်သူညင်မလဲနော်ကျမတို့သုံးလောကထွက်တာတက်ပင်ညူကတော့မှမျက်စောပြောင်းမှုပွင့်တော်မူခင်တဲ့ကနော်ကောင်းကောင်းစင်ပြူမင်းပင်လယ်ပြူမင်းရွာစုဘူးကြီးပြူမင်းပြူမင်းအဆက်ဆက်ကနေပြီးတော့တဏ္ဍကာရလွတ်တော်ဆိုတာအဲ့ဒီတဏ္ဍကာရလွတ်တော်မှာအများပြည်သူကဆုံးဖြတ်ချက်နဲ့အခုလိုမျိုးလွတ်တော်မှာမဲခွဲဆုံးဖြတ်တယ်လို့ပဲတဏ္ဍကာရလွတ်တော်ကနေပြီးတော့နော်တဏ္ဍကာရလွတ်တော်ကနေရွေးချယ်ခဲ့တဲ့ရွေးချယ်တင်မြှောက်တဲ့သူတမရဆိုတာပါဠိစကား နော်သမရဆိုတာပါဠိစကားမြန်မာမှာကမ္ဘာမှာလူသားလို့စပြီးဖြစ်လာတဲ့ဒီမိုကရေစီစနစ်စတင်ကြုံတုံးတာမြန်မာတွေပါခင်ဗျားတို့ကိုကိုကိုမြန်မာလူမျိုးဖြစ်ကြတာမြန်မာနိုင်ငံသားဖြစ်ကြတဲ့ခွန်ယူလိုက်ပါ60ကျင်းရေကြီးညီမီလာညီမကျမ60ကျင်းမမီဘူး96မှာမွေးရဒါပေမဲ့60ကပြည်သူလူထုကိုကောင်းကျိုးတွေပေးတယ်ဆိုးကျိုးတွေပေးတယ်60ကဘသူတွေကနိုင်ငံ60အရေးကြီးဘသူတွေကကိုင်းတယ်မောင်းနေသွားတယ်60နောက်ဆက်တွဲအကျိုးဆက်တွေနဲ့ဘာကြီးဖြစ်ကြလဲဆိုတော့ကျမကောင်းကောင်းသိရဲ့ ျမကောင်းကောင်းသိတယ်။ဘာလို့ဆိုတော့ကျမခက်လူငယ်ဖြစ်တဲ့အတွက်ကျမမအမုန်းနေအာဃာတနေဝါရဆွဲတွေမရှိဘူး။ဟုတ်ကဲ့ပါဆန်ဒီဟုတ်ကဲ့ရှင်မဘုတ္တအမလီရဲ့ပျောက်နေရဆိုတာဆစ်စရာလေးတဲ့ဟုတ်ကဲ့ငါးနှစ်ကို၄000နဲ့ရင်းတဲ့သူတွေရှိသေးတယ်ခလေးတဲ့ရတာကြီးကုမစားနိုင်အိမ်နိုင်တာဝမ်းတာလို့ထော်ထေးဟုတ်ကဲ့ပါနောက်တစ်ခုလက်ရှိ ဒေါ်စန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီဆိုတာလက်ထက်မှာတိုင်းရင်းသားဒေသတွေဖွံ့ဖြိုးတိုးတက်လာတယ်ဆိုပြီးတော့အသေးအတန်းနဲ့ချီးမွမ်းကန်းတွေဖွင့်တခမ်းတနားတွေဘုံတော်ဖွင့်နေကြတယ်သူတွေချီးမွမ်းမှာမချီးမွမ်းနဲ့လို့မပြောဘူးကျေးဇူးတင်ပါကျေးဇူးမတင်ပါနဲ့လို့မပြောဘူးဒါပေမဲ့ကျွန်မပြောမယ်ဒါပေမဲ့မဟုတ်ဘူးပြောပြမယ်။အဲ့လိုခမားတို့ပြောတဲ့နေဆက်ဒေတာတွေမှာဖွံ့ဖြိုးတိုးတက်လာပါတယ်။လက်ရှိဆိုတာလက်ထက်မှာနေဆက်ဒေတာတွေဖွံ့ဖြိုးတိုးတက်လာပါတယ်ဆိုရင်အဲ့ဒီနေဆက်ဒေတာလူတွေခေါင်းပြောင်းအိအောင်တမတော်ကလုတ်ပေးထားတာဆိုတာမမိနဲ့။ တမလို့ကလုတ်ပေးထားတာဆိုတော့မမေးနဲ့ရန်ကုန်မြို့လယ်ကောင်မှာအင်းစိန်လို့စော်ပွားအိကုန်းလို့မြို့လယ်ကောင်မှာတိုက်ပွဲတွေဖြစ်နေတဲ့ကြားကဟိုးတော်ရီတောင်နေတဲ့အထိအဲ့ဒီလက်နက်ကင်တွေအကုန်လုံးကိုတိုက်ထုတ်ခဲ့တာတမလို့ဆိုတာမမေးနဲ့ကျေးဇူးမကန့်ရင်နေကျေးဇူးမတင်နေကျေးဇူးမကန့်နဲ့နော်ကျေးဇူးမတင်နေပါကျေးဇူးမကန့်နဲ့ခမရတို့ကနေဆက်ဒေတာကိုလက်ရှိဆိုတာလက်တော်မှာဖွင့်ပြလာလဲတင်းငင်အေဂျင့်လာအဲဒေတာမှာတိုင်ရင်သားလူငယ်တွေခွင့်ရရလာတယ်ဆိုပြီးတော့လက်ရှိ NLD ဆိုတာကြအသေးတန်နေကျေးဇူးတင်လိုက်တာအဲ့ဒီနေဆက်ဒေတာလူတွေ ခေါင်းပြောင်းအဲ့ရောင်အဲ့ဒီနေဆက်ဒေတာမှာအဲ့ဒီလိုတီတူတွေနော်တီတူတွေခုလိုမျိုးသွားရဲလာရင်အောင်ကလေးတွေဆိုလို့ရှိရင်လည်းပညာရေးမှာစတင်နိုင်အောင်ပညာရေးကောင်းအောင်တမတော်ကအသက်တွေသွေးတွေချွေးတွေရင်းပြီးတော့တီတူအတွက်တီတူအတွက်တမတော်ကအသက်တွေသွေးတွေချွေးတွေရင်းပြီးဒုတောင်ကိုအေးတုံးမအောင်ကာကွယ်ပေးရတာမမီးနဲ့ခမရတို့အမြင်မှန်ရပါ မားတို့အခုဆဲဆိုနေတဲ့ဆရာနာရှင်ဆိုတဲ့လူတွေရပဲအဲ့ဒီအခုခမားတို့တိုးတက်လာပါတယ်ဟိုငြင်းငန့်လာပါတယ်ဆိုတော့အဲ့ဒီနေဆက်ဒေတာတွေကိုဆက်အာနာရှင်ဆိုတဲ့လူတွေရပဲတည်သူတွေကိုလုံခြုံမှုပေးခဲ့တာခမားတို့မမေ့ပါနဲ့အမြင်မှန်ရပါကျေးဇူးမတင်နေပါကျေးဇူးမကမ်းပါနဲ့မြမပြက်လူတွေအဖင်နဲ့ပါဇက်နဲ့လွဲနေသလားထင်ရအောင်အရန်လော်ဘီလောက်ကြရတယ်။နော်အရန်လော်ဘီလောက်ကြရတဲ့လူတွေကဟုတ်တယ် ကိုကြိုက်တာကိုကြိုက်တယ်ပြောလို့ရတယ်။အေးဒါပေမဲ့ဆင်ဟာနာရှင်ကိုမုံလို့ရတယ်။ဆင်ဟာနာရှင်ကိုမုံလို့ရတယ်။ဒါပေမဲ့စစ်တပ်ကိုပြစ်ပယ်ထားလို့မရဘူး။သဘောပေါက်လား။ခမားတို့တွေဆင်ဟာနာရှင်ကိုမုံလို့ရတယ်။ဒါပေမဲ့လက်ရှိမြမတမတော်ကိုခမားတို့ပြစ်ပယ်ထားလို့မရဘူး။ဘာလို့လဲ။ကျမတို့နိုင်ငံရဲ့ပြည်တွင်းပြည်ပကိုပြည်တွင်းရောပြည်ပရောကာကွယ်ပေးထားတာမြမတမတော်။ ဒီနေ့တက်မတော်မရှိကြီးခနာတို့ဘာဖြစ်သွားမလဲအခုလက်ရှိမိုးကုတ်မျိုးပေါ်မှာကြီးလိုက်ဟမ်အဲ့ဒီမိုးကုတ်မျိုးပေါ်ကဆရာနာချင်းလက်ထက်နဲ့ဒီလက်ရှိဒီမူရကြီးစိုးရလက်ထက်ပြည်သူတွေဘဝလုံးကြုံမှုကဘယ်မှာရှိလဲဟမ်နောက်တစ်ခုအာဒီမေစုစိုးရလက်ထက်မှာတနိုင်ငံလုံးမီးလင်းစေရမယ်မီးတွေရလာတယ်ဆိုပြီးတော့ကျေးဇူးတင်လိုက်ကြတာကျေးဇူးတင်ပါနော်ပြည်သူတွေမီးရအောင်လုပ်ပေးတဲ့ဆိုရယ်ကျေးဇူးတင်ပါတယ်။ဘကုန်းမှာကြေးရွာမီးလင်းရေးဆိုပြီးတော့ရမုံငွေကောက်ပြီးတော့ ဘုံပြလိုက်လို့ပြည်သူတွေဆန္ဒပြတာလည်းနည်းနည်းသတိရနော်ရဲလီမင်္ဂလာပါဟုတ်ကဲ့တင်ရပြီမေကြော်နေအောင်ဟုတ်ကဲ့ဟုတ်ကဲ့ပါနောက်ခုကျွန်မပြောပြမယ်အကြီးဆိုကလက်ထက်မှာတနင်္ဂနွေကျွရမီးလင်းစေရမယ်လို့မီးလင်းပြအောင်လုပ်ခဲ့လို့ခင်ဗျားတို့ကျေးဇူးတင်လိုက်တာအသေးအတန်နဲ့မှုန်းတင်လိုက်တာကျေးဇူးတင်ပါ ဒါပေမဲ့အဲ့ဒီလိုမီးတွေရဆယ်တွေဆောက်ပြီးတော့လျှစင်ဆက်ယုံနေတည်ခဲ့တဲ့ကျေးဇူးရှင်မမေ့ပါနဲ့ခင်ဗျားတို့ကျေးဇူးမတင်နေကျေးဇူးမကမ်းနဲ့ခင်ဗျားတို့မုန်းနေဆိုရဆရာနာရှင်တွေရပဲအခုခင်ဗျားတို့အမေစုစိုးရလက်ထက်မှာမီးတွေပေးနိုင်အောင်အဲ့ဒီအတွက်ရေအားလျှစင်ဆက်ယုံနေဆယ်တွေဆောက်ပေးခဲ့တာရေအားလျှစင်ဆက်ယုံနေတည်ပေးခဲ့တာအဲ့ဒါခင်ဗျားတို့ပြောနေခင်ဗျားတို့မုန်းနေပါလေဆိုတဲ့မာဆာလာနာဝတာနာအဖာခင်ဗျားတို့မုန်းနေပါလေဆိုတဲ့ဆရာနာရှင်ပဲနော် ခင်ဗျားတို့ကျေးဇူးမတင်လို့ရရင်ကျေးဇူးမကမ်းလို့များခင်ဗျားတို့အမြင်မှန်ရပါတမတော်နဲ့ဆေးအာနာရှင်ကိုကြွယ်ပြအောင်လေ့လာပါတယ်ဘသူပါလိအေးလွင်တော့ဆေးအာနာရှင်ဆိုတာမရှိတော့ဘူးပြည်သူရဲ့တမတော်ဆိုတာပဲရှိတယ်ပြည်သူရဲ့တမတော်ဆိုတာရှိတယ်နိုင်ငံရှိရင်စစ်တပ်ဆိုတာရှိမယ်အထူးသဖြင့်ကျွန်တော်တို့ဒီနိုင်ငံမှာတမတော်ဆိုတာရှိရရှိရမယ်အေးအဲ့ဒီတမတော်ကနေဆေးအာနာရှင်မဖြစ်အောင်ပြည်သူတွေကပဲထိန်းချုပ်မှုလို့လား နော်စစ်တပ်ကိုအာဏာသိမ်းစေမယ့်အကြောင်းတရားတွေဖန်တီးနေရင်တော့စစ်တပ်ကအာဏာသိမ်းမှာပဲနော်အခုလိုရွေးကောက်ပွဲမှာလို့ပြည်သူ့ရဲ့ဆန္ဒမဲလို့ကလင်ကကျင့်နယ်လှုပ်ရှင်တော့စစ်တပ်ကအာဏာသိမ်းမှာပဲအဲ့တော့တော့ပြောပြပြောလို့မရဘူးဘာလို့လဲအာဏာသိမ်းစေမယ့်အကြောင်းတရားတွေကိုကဖန်တီးနေလို့စစ်တပ်ကနေဆရာနာရှင်ဖြစ်မလာအောင်ပြည်သူတွေရောအစိုးရရောဥပဒေပေါင်းတရားနေမရမယ်သဘောပေါက်လားဟမ် မောင်တုတ္တရေမင်္ဂလာပါဟုတ်ကဲ့ပါရှင်ခမတို့ကလေမီးပေးတဲ့သူကြောင့်ကျေးဇူးတင်လိုက်တာ အသေးအံအမှုနေတင်လိုက်တာအဲ့ဒီမီးတွေရဆယ်တွေစောက်ပေးခဲ့တဲ့သူနော်ခမတို့မုန်းခဲ့တဲ့နှင်း90နှင်း60ဆယ်ရနာရှင်နေရေရလဲစစ်ဆက်ရုံမှာဘယ်နှယုံတီထောင်ပေးခဲ့လဲထင်လဲဟမ်ဘယ်နှယုံတီထောင်ပေးခဲ့တယ်ထင်လဲဘယ်နှယုံတီထောင်ပေးခဲ့တယ်ထင်လဲခမတို့အရင်လေ့လာလိုက် အာလက်ရှိဆိုတာလက်ထက်မှာအခုပဲပြောတယ်ဒီ2023လောက်မှာတဲ့2023လောက်မှာရန်ကုန်နဲ့မန္တလေးကိုတနာယူကီလိုမီတာ100ကီလိုမီတာ100ပြေးဆွဲမဲ့လျှက်စစ်ရထားတဲ့လုတ်ပေးမယ်တဲ့ပြည်သူကိုမဲ့လုံးနေပေးနေတာဘာတခုလုတ်ပေးနိုင်လဲ2025ကပေးခဲ့တဲ့ဂရီတွေ2020မှာတည်နိုင်လားအရင်ကနှစ်တော်ပေးခဲ့တဲ့ဂရီတွေတော့မတည်နိုင်ပဲနောက်ထပ်ငါးနှစ်ဂရီတွေထပ်ပေးတယ်အဲ့ဒါခမားတို့အထင်သေးလို့ပဲခမားတို့အထင်သေးလို့ဟာဒီလူတွေငါပြောရင်ရတယ်ငါပြောရင်ယုံတယ်ဆိုပြီးခမားတို့လေဖို့နေတာသဘောပေါက်လား ဟုတ်ပါလားနော်အာဒကြီးဆိုတာလက်ထက်မှာဒီကွိဖြိုးဆို water bag water bag တွေရုပ်လာလဲဆိုပြီးတော့ခမားတို့တွေအာအသေးတက်နေအမိုးတင်လိုက်တော့တိုးတက်လာတယ်ဒီဆိုတာလက်ထက်မှာ water bag တွေလုတ်လာတယ်အဲ့လိုမျိုးလုံးဝရအောင်ခမားတို့မြေကူးတရားတွေကိုဘယ်သူကစောက်ပေးခဲ့တာလဲလက်ရှိဆိုတာလက်ထက်မှာလက်ရှိဆိုတာလက်ထက်မှာတရားစင်းအောင်တရားတစင်းလောက်ကိုမှကောင်းကောင်းမွန်မွန်နဲ့စောက်နိုင်တာရှိလားမမေ့နဲ့ခမားတို့တွေမျိုးတစ်မျိုးနဲ့တစ်မျိုးနော် ပြည်နယ်တစ်ခုကနေတစ်ခုသွားတဲ့အခါမှာအဲ့ဒီမြို့ကူတရားတွေခမောက်တို့သွားလို့ရလို့ရအောင်ဆေးရနာရှင်ကစောက်ပေးခဲ့တာဆေးရနာရှင်ကစောက်ပေးခဲ့တာခမောက်တို့အမြင်မဲ့ရကြပါလက်ရှိအစိုးရကလည်းအမွန်တင်မှာကျေးဇူးတင်မှာရပါတယ်အမှုမတင်တဲ့လို့မပုတ္တုမပြောဘူးကျေးဇူးမတင်တဲ့လို့မပုတ္တုမပြောဘူးကျေးဇူးတင်မှာဒါပေမဲ့ကျေးဇူးရှင်အစ်မန်ကိုမမေ့နဲ့အမြင်မဲ့လေးရပါမြန်မာပြည်ကလူတွေအမြင်မဲ့ရကြပါဟွန်း ဟုတ်ကဲ့ပါဟွန်းသာရသိဖက်လို့မရဘူးရှင်ယူနီကုန်းလည်းဆိုဂျီကုန်းနဲ့လွဲနေလို့ပါဟုတ်ကဲ့ပါနောက်တစ်ခုကျွန်မပြောပြရမယ်ချမ်းမြေအဲ့ဒီတော့ခမရကပါတက်နိုင်လို့လဲထိုင်ကြည့်နေလိုက်တဲ့မမေ့နဲ့ ပြည်သူတွေမမေ့နဲ့ကျမအခုပြောမယ်တစ်ချက်ကိုသေချာနားထောင်ပါကျမမုန်းတဲ့သူတွေရောချစ်တဲ့လူတွေရောသေချာနားထောင်ပါတိအင်အားသည်ပြည်တွင်းမှာသာရှိသည်အစိုးရတည့်ကိုတိုက်လို့ရှိရင်ပြည်သူရဲ့အင်အားနဲ့ပဲအစိုးရတည့်ကိုရွေးချယ်တိမ်မောက်လို့ရတယ်အေးအဲ့ဒီအစိုးရတည့်ကိုမကြိုက်ဘူးဆိုရင်လည်းပြည်သူရဲ့အင်အားနဲ့ပဲဖြုတ်ချလို့ရတယ်အဓိကပါဝါကပြည်သူမှာရှိရဲ့ပြည်အင်အားသည်ပြည်တွင်းမှာရှိရဲ့ခမည်းတော်ပါလုံးနိုင်လဲဆိုတာမမေ့နဲ့နှမ်းတစည်းနဲ့စီမဖြစ်ဘူးဆိုတာမှန်နေနှမ်းစီရဲ့အများကြီးဖြစ်လာတဲ့တနေ့မှာစီဖြစ်လာလိမ့်မယ် ကြည်ရင်အားဆိုပြည်ရင်းမှာပဲရှိရနော်အစိုးရတရက်ကိုကြိုက်လို့ရှိရင်ကိုတွေကပြည်သူတွေကဝိုင်းဝန်းရွေးချယ်တင်းမြောက်လို့ရတယ်လို့အစိုးရတရက်ကိုမကြိုက်ဘူးဆိုရင်လည်းပြည်သူတွေကဖြုတ်ချလို့ရတယ်ပြည်သူတွေမမေ့နဲ့အဲ့ဒီအခွင့်အရေးအဲ့ဒီလုံးအဲ့ဒီအာဏာအဲ့ဒီပါဝါပါဝါလို့ပြောရပိုးစင်ပြန်အဲ့ဒီပါဝါပြည်သူတွေမှာရှိရခင်ဗျားတို့မှာရှိရကျမတို့မှာရှိရအဲ့ဒီပါဝါကျမတို့မှာရှိရအစိုးရတရက်ကိုဖြုတ်ချနိုင်တဲ့ပါဝါပြည်သူတွေမှာရှိရအစိုးရတရက်ကိုဖြုတ်ချနိုင်တဲ့ပါဝါပြည်သူတွေမှာရှိရ ဟုတ်ကဲ့เนาะနောက်တစ်ခုအာဟိုဦးသိန်းစင်ကပါလေပညာရေးဆိုတာပြန်မြနိုင်တဲ့အရင်းကြီးလို့ပြောလို့ဦးသိန်းစင်ကိုပြောလိုက်ကြတာဆေးလိုက်ကြတာเนาะလက်ရှိအစိုးရလက်ထက်မှာအစမ်းတက်ခံပညာရေးကနေပြီးတော့ပညာရေးကိုခိမိဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်ဆိုတော့လက်ရှိအစိုးရလက်ထက်မှာเนาะပညာရေးစနစ်တွေကောင်းမွန်လာတယ်ပေါ့လေခင်ဗျားတို့ပြောသလိုဝမ်းသာပါတယ်ဒါပေမဲ့ခင်ဗျားတို့တွေအဲ့လိုပညာသင်ခွင့်ရအောင် ခင်ဗျားတို့သားသမီးတွေအဲ့လိုပညာသင်ခွင့်ရအောင်အဲ့ဒီအခြေခံစောက်ဦးဖြစ်တဲ့စာသင်ကျောင်းတွေစောက်ပေးတဲ့သူတွေမမိနဲ့မြမပြည်မှာစာသင်ကျောင်းပေါင်း6400ကျော်စောက်ပေးခဲ့တာနာဝတာနာအဖမဆာလာခင်ဗျားတို့မုန်းခဲ့တဲ့စီယာနာရှင်တွေစောက်ပေးခဲ့တာဆရာနာရှင်တွေစောက်ပေးခဲ့တဲ့စာသင်ကျောင်းပေါ်မှာတက်စာသင်ပြီးတော့ဆရာနာရှင်ကိုမုန်းတယ်ဆရာနာရှင်ကိုမုန်းတယ်ဆရာနာရှင်ဆိုပြီးခင်ဗျားတို့တစ်ချိန်လုံးကန့်လန့်တိုက်လာတာအမြင်မှန်ရပါအမြင်မှန်ရပါခင်ဗျားတို့မမိပါနဲ့လက်ရှိခင်ဗျားတို့ အဲပညာရေးစနစ်ကိုကောင်းမွန်အောင်လုပ်မယ်ဆိုလဲဒီအစိုးရလက်ထက်မှာတမိုင်းနေတမိုင်းနေလွဲနေတမိုင်းမားနေတမိုင်းလွဲနေတင်းနေတယ်ခလေးတက်ငယ်တော့တမိုင်းလွဲနေတမိုင်းမားနေတင်းနေတယ်ခင်ဗျားတို့မမေ့ပါနဲ့ကျူးကျူးရဲတမိုင်းပြောရတယ်တိတ်မှန်ပါလေအခုလိုပြောပြမယ်ကျေးဇူးပါဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့เนาะခင်ဗျားတို့လေအခုလိုမျိုး ခိုးထားတာကိုပြောပါဦးနဲ့ကျမလေးဘဲကောင်းတစ်ခိုးလဲဘဲကောင်းမတစ်ခိုးလဲဆိုတော့ခေါင်းစဉ်နဲ့လိုက်လှင်လာတာရှိရတနစ်ကြော်သွားကြီးနော်အဲ့ဒီလိုက်ကိုနားထောင်ကြည့်ဘဲကောင်းတစ်ခိုးလဲဘဲကောင်းမတစ်ခိုးလဲဆိုတော့ခေါင်းစဉ်နဲ့ကျမပြောထားတာဘယ်သူကခိုးတယ်ဘယ်သူကမခိုးဆိုတာတိလိမ့်မယ်အခုရောက်နေရနောက်20ခုနေဝင်မရှိတော့သေသွားပြီခင်ဗျားတို့သွားပြောလို့မရတော့ဘူးပြောရလဲ तू ကတញ្ញိုင်းကောင်းကနေထလာမှာမဟုတ်ဘူးရှင်းနေကျမတို့တွေအရှင်တို့တွေအခုရောက်နေရမြမပြီးမှာ ပါတီစုံဒီမိုကရေစီစနစ်ကျင်းသုံးဖို့တပတိအားနိုင်စင်စနစ်ကနေပါတီစုံဒီမိုကရေစီစနစ်မျိုးစေ့ဥနေဝင်အစပြီးကျဲပေးလိုက်တယ်သူကိုယ်တိုင်ငါရတို့ကနေနှုတ်ထွက်တယ်ကွာမင်းတို့တွေပါတီစုံဒီမိုကရေစီစနစ်နဲ့သွားကျင်လာတပတိစနစ်နဲ့ကြိုက်သွားကျင်လာပြည်သူရဲ့ဆန္ဒကိုခံယူပြည်သူတွေကြိုက်တာကိုရွေးကွာလို့ဥနေဝင်ကတိုင်းပြည်ပြည်သူလွှတ်တော်မှာအဲ့လိုပြောပြီးဆင်းပြီးသွားတာခင်ဗျားတို့ဥနေဝင်ကိုသွားပြီးမကောင်းကြောင်မပြောနဲ့ သူကအဲ့လိုစဉ်းပြီးသွားတာဒီမိုကရေစီမျိုးတွေကိုစပြီးကျဲပေးလိုက်တယ်အဲ့ဒီမှာဥတန်းရှိရနေစပြီးတော့မြန်မာပြည်မှာဒီမိုကရေစီစနစ်ကိုဖော်ဆောင်တာဥသိမ်းစိတ်ဥသိမ်းစိတ်ပါလီစုံဒီမိုကရေစီနဲ့ရွေးကောက်ပွဲကျင်းပရဲ့နောက်30မှာတကြိမ်နောက်59မှာကျင်း2010မှာတကြိမ်2010မှာကျင်းပရဲ့ရွေးကောက်ပွဲပြီးသူဆန္ဒနဲ့တတတဲကြတဲ့အတွက်ဘယ်သူကမှအဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအခုလိုလမ်းပေါ်ထွက်ဘယ်ပြည်သူမှဆန္ဒမပြဘူးဘာလို့လဲပြီးသူဆန္ဒနဲ့တတတဲကြတယ်လေ ရွေးကောက်ပွဲကတရားမျှတတယ်ပွင့်လင်းမြင်သာမှုရှိတယ်လွတ်လပ်တယ်မှန်ကန်တယ်ရွေးကောက်ပွဲကော်မရှင်က2015မှာတကြိမ်ရွေးကောက်ပွဲထက်ကျင်းပါတယ်ဦးသိန်းစိန်ရဲ့ဦးသိန်းစိန်ကျင်းမပေးလိုက်တဲ့ဦးသိန်းစိန်ဖွဲ့စည်းလိုက်တဲ့ရွေးကောက်ပွဲကော်မရှင်ကတရားမျှတတာနဲ့လုတ်ပေးလို့ NLD ပါတီဆိုတာဖြစ်သွားတယ်ဘယ်အပြည်သူကမှလမ်းပေါ်ထွက်ဆန္ဒမပြဘူးလက်ရှိနောက်တဲ့ရွေးကောက်ပွဲသမရဝင်းမြင့်ကနေရွေးချယ်ပြီးရွေးဖွဲ့စည်းလိုက်တဲ့ဖွဲ့ရွေးကောက်ပွဲကော်မရှင်ပြည်သူဆန္ဒနဲ့တထက်တည်းမကြဘူး သက်ဆက်ရှင်းနေမပြည့်တဲ့လူတွေမဲလာပေးတယ်မှတ်ပုံနေမရှိတဲ့လူတွေမဲပေးတယ်လူတယောက်တည်းကမဲနှစ်ကြိမ်ပေးတယ်သေပြီးသားလူတွေမဲလာပေးတယ်ပြည်သူရဲ့ဆန္ဒတွေကိုကလိန်ကကြစ်တင်နေနိုင်ငံတော်ရဲ့အာဏာကိုအတင်းအဓမ္မနီးနေရယူဖို့စူးစမ်းနေလို့ပြည်သူတွေလမ်းပေါ်ထွက်ပြီးတော့ရဲကောက်ဝဲကော်မရှင်အလိုမရှိဆန္ဒပြနေတာဘာလို့လဲပြည်သူဆန္ဒနဲ့ထပ်တူမကြဘူးဒါရွေးရှင်းနေဒါရွေးရှင်းနေစစ်အာဏာရှင်ကနေပြီးတော့စစ်အာဏာရှင်တွေဟိုခင်ဗျားတို့မုန်းတဲ့စစ်အာဏာရှင်တွေကျင်းပတဲ့ရွေးကောက်ပွဲမှာမှနော်စစ်အာဏာရှင်တွေကဟို အာနာကိုလက်မလို့ရှင်လို့ညစ်ပတ်ပြီးတော့ရွေးကောက်ပေါ်တရားမမျှတဘူးဆိုရင်တော့မှပဲနားလဲပြီးလို့လက်ခံပြုလို့ရသေးတယ်။ဆီအာနာရှင်တွေကတမအတမဲကြကြသိခါရှိရှိနဲ့ရွေးကောက်ပေါ်တရားမမျှတတာကျင်းပပေးတယ်။ဒီမိုကရေစီလက်ထက်ကြမှာတရားမျှတပါတယ်ပွင့်လင်းနေတာမှရှိပါရဲ့ဆိုတဲ့ဒီမိုကရေစီလက်ထက်ကြမှာမဲလိမ်မဲခိုးဖြစ်စေနေတဲ့ရွေးကောက်ပွဲပြည်သူဆန္ဒရဲ့ထက်တူမကြတာတိတ်ပြီးရှက်ဖို့ကောင်းတယ်။ခင်ဗျားတို့အမြင်မှန်ရပါခင်ဗျားတို့လည်းအမြင်မှန်ရပါနော် ဟုတ်ကဲ့ပါမေးစုခင်မာတယ်မီးလဲနဲ့လမ်းကောင်းတယ်ပညာရေးတွေလည်းကောင်းတယ်မေးစုကယူဖို့မတက်ဘူးသူကပြဖို့ပဲတက်တယ်တည်လားဟုတ်လားမေးစုကယူဖို့မတက်ဘူးပြဖို့ပဲတည်တယ်မေးစုကယူဖို့မတက်ဘူးအဲ့ဒါမှမဟုတ်နေက35ဘီလီယံချမ်းသာနေတာခံကူက80ရှေ့လေးလပိုင်းနှင်းနေမြန်မာပြည်လာတော့ကရထားဘူးတာမှအထုပ်လေးနှစ်ထုပ်ပဲပါတယ်ငကတ်တောင်မရှိဘူးအမေစုကယူဖို့မတက်ဘူးပြဖို့ပဲတက်တာ35ဘီလီယံချမ်းသာနေတယ် ဒီသူတွေဆင်းရဲနေတယ်မှာကာကောင်းစားကြီးရှင့်ရမှာကျမရှက်တယ်အမေဆိုတာကိုပိုင်ရဟတ်ရင်စီးနေသူပြောတာလည်းရှင်းတယ်ကာကောင်းစားကြီးစီးရမှာရှက်တယ်လို့ပဲသူပြောတာကိုပိုင်ရဟတ်ရင်စီးရမှာရှက်တယ်လို့သူမပြောဘူးနော်မီးလင်းနေဆိုတာကျွန်မကပြောပြီးပြီအဲ့ဒီမီးလင်းအောင်မီးပေးလို့ရအောင်ရေအားလျက်စစ်ဆက်ရုံနေဘသူတဲခပေးခဲ့တာလဲဆယ်မြောင်းဆယ်မြောင်းတာတမန်နေဘသူလုတ်ပေးခဲ့တာလဲ ခင်ဗျားတို့ကျေးဇူးမတင်လို့ရတယ်ကျေးဇူးမကန်းနဲ့လမ်းနေကောင်းအောင်လမ်းမိုင်ပေါင်းတောင်းချက်တောင်းကြော်ဘသူခင်းပေးခဲ့တာလဲလမ်းနေဘသူဖောက်ခဲ့ပေးခဲ့တာလဲနော်နေဆက်ဒေတာတွေအေးချမ်းသွားတယ်ဟုတ်လားအဲ့ဒီနေဆက်တွေအေးချမ်းအောင်တမလို့သားတွေအသက်တွေသွေးတွေချွေးတွေခန္ဓာကိုယ်တွေမိသားစုတွေအားလုံးစွန့်ပစ်ပြီးတော့တမလို့သားတွေရင်းပြီးတော့ခမားတို့ခေါင်းပြောင်းအောင်အိတ်လို့ရအောင်အဲ့ဒီနေဆက်တွေသားတွေတရားဥပဒေစိုးမအောင်လုပ်ပေးခဲ့တာ အခုနဲ့ဒီချိန်ထိဒီနေ့ဒီချိန်ထိလည်းတက်မတော်ကအသက်သွေးခံတာကိုရင်းပြီးတော့ကာကွယ်ပေးနေအောင်မယ်။နော်ဆရာနာရှင်ကိုမုန်းတယ်မပြောနဲ့ဆရာနာရှင်မရှိတော့ဘူးမြမတက်မတော်ပဲရှိတယ်။နော်။နောက်ပဲစုလင်မှာတက်မတော်ထောက်ခံမလုပ်မယ်။ဟုတ်ကဲ့ပါရှင်။